တို့ညာကိုအပြင်းနှဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဇာကြီးချမ်းမကြီးခင်ဆွေဦးရဲ့ဝါစုဦးကပန်းဖူးတဲ့အပိုင်းခုနှစ်ကိုဆက်လက်တင်ဆက်ဖက်ပြပေးသွားပါမယ်။ခင်ဆွေဦးဝါစုဦးကပန်းဖူးတဲ့အပိုင်းခုနှစ်ငါ့ဖို့ပမာလေငါ့ဖို့ပေး။အော်အဖူးရဲ့အဖူးကြောင့်ခတ်ပါတယ်။အဖီးကညှိလိုက်တယ်။ နွေးနွေးကလည်းစိတ်ညစ်ညစ်နဲ့ခေါင်းကိုခါရမ်းလိုက်သည်အဖူးမှောက်ပြစ်သောထမင်းရည်ပကံကြောင့်ကျမ်းမြင်ပေါ်ယူစီလင်းကျန်နေသောထမင်းရည်တွေကိုနွေးနွေးကတုတ်ပြစ်လိုက်ရလေသည်ငါ့ကို ဟော်လစ်တိုက်မယ်ဆိုပြီးတော့အဖိုးကဘယ်သူကဟော်လစ်တိုက်မယ်ပြောလို့လဲဘယ်ကဟော်လစ်ကရမှာလဲအဖူးရဲ့ထမင်းတော်မှာအနိုင်နိုင်ရဲ့ဟော်လစ်ကိုဘယ်လိုတောက်ရမလဲဟွန်းဟိုတော့ငါခဏခဏတောက်ရတာပဲအဖူးကနှုတ်ခမ်းဆူနေသည်မိုးဟင်းဒီ secret တောက်ရင် အဖူးကစိုက်ငင်းနေမိသည် အဖိုးတရားသူစားရေးတောင်ရေးကိစ္စတွေကလည်းလို့ဘာကိုမှမသိတော့ဘယ်သူကိုမှလည်းမမှတ်မိတော့အရင်ကတက်တက်မြတ်မြတ်နဲ့ဘဟုသူတာဟင်းလေးဦးကြီးပမာနွေနွေတို့မိုးဟင်းတို့အားပုံတို့ပတ်စပြောလာခဲ့တော့အဖိုးကသတိများချွင်ရင်လာခဲ့ပြီအရင်တော့အဖူးညီရတကြီးပဲအဖူးဖို့စားကျင်တာစားလို့ရတာပေါ့အခုကခတ်ပါတယ်အဖူးရဲ့အဖူးကမရှိတာတည်းမသိတာခတ်တယ်နွေနွေကအမိတွန်နေသည် ။ထမင်းရည်တဲ့တရားခတ်ထားတာပဲ။တောက်ကြည်စမ်းဘယ်လောက်ချိုလဲ။ငုပါရောင်တရားမချရတာတော်တော်ကြာသွားပြီ။အဖူကတိတ်ကံကောင်းတာပဲ။ငုပါသည်သူ့လဝါလေးကိုရှေ့ဖြန့်ထုတ်ကရန်တွေ့တယ်လို့ပြောနေသည်။ဘာကံကောင်းတာလဲ။ဟော့လင်မှမတောက်ရပဲ။ဟော့လစ်တောက်ရမှ။ကဲဒါဖြင့်ရန်ကုန်သွား။အဖူအဖူတူတွေတူမတွေကခေါ်သားပဲသွားပေါ့ဒါတော့နှုတ်မှုပဲတောက်ရမှာအဖူကနှုတ်မှုတွေဖြောပြီးဟော့လစ်လို့ညားတိုက်လိုက်တာကြတော့တိတ်ကောင်းနေပြောတယ်မလား နင်းရွေးသည်ပြောပြီးစိတ်ရှုပ်ရှုပ်နှင့်ရဲမောနေသည်အဖေးသည်ခွန်သီးချမ်းတွေစိတ်ရင်ကျွဲနိုလည်းမတော့ခတ်တာကကျွဲနိုကြတော့နန်းနေမကောင်းဘူးတဲ့ညှိတာကိုပြောတာတေးတေးချာချာကြိုရင်မညှိပါဘူးအေးခြေသိပ်များတာပဲတငယ်သာပြန်တာအစကြာအကုန်သိတယ်ပြောနေသည်မဟုတ်ရင်အဖေးတို့နင်းရွေးတို့ပြောသည်များကိုငေးရနားထောင်ပြီးအဖူနာကက်ကအဖူလက်ကိုဆွဲကင်နေရဲ့အဖူဟောလီတော့ချင်ကျွန်တော်နောက်တစ်ခေါက်ဝဲခဲ့မယ် အဖူအနာနာပါဇက်နှင့်ကပ်ပြောလိုက်သည်အဖူသည်နားများလဲလေးနေပြီခေါင်းတော်ညှိပြနေသည်အဖူတချင်းမဆိုတော့ဘူးလားဆိုသားပဲဟိုတချင်းရသေးလားဘာလဲအိမ်ကူးငင်မဝီဝီနှောပင်ကြီးနှောသည့်ကြွေလေးပွေတိုက်လို့ဝဲရက်တယ်ဆိုတာလေအဖူအဖူတတိမရတော့ရည်ဝေသောမျက်လုံးများနှင့်ကြောင်ရည်နေသည်အဖူးကိုယ်တိုင်လူငယ်များကိုလက်ဆင့်ကမ်းပို့ချပေးခဲ့သောလူမှုရေးပညာကိုအဖူးမေ့နေပြီ လောကီအခြေလေခံအဖိနှိတ်ခံအဖြစ်ထူထောင်ခံရသောဒဏ်ရဇရာဖြစ်စီခြင်းဒဏ်တို့ကြောင့်အဖို့တရားအုံညာဖြစ်ချီပြီးမူပါဟုတူရီသချင်းဆိုသောရောင်စုံဘောလုံးရောင်စုံဘောလုံးတလုံးငါးပြားတလုံးငါးပြားသချင်းကလွေ၍ဘာမှမသိမရှိတာလည်းမသိမသိတာလည်းမသိတော့ဘူးအဖို့တရားကတော့မသိခင်ကလေးကသိနေပါပြီဟဲ့နွေနွေးဒီဒီစကားမျိုးပြောလျက်အဖူးကိုကျင်နာစိမ့်နေမျက်ရည်လဲနေတတ်သည် အဖူးဒီတခြင်းတန်ကြားလျင်တော့စိတ်ပျော်ရွှင်တတ်သည်အဖူးငယ်ခြင်းတော့အတီးရဲ့တော့ပြက်ဆောင်းကိုစောထုကတီးပြီးအမောင်ကတခြင်းဆိုလျင်အဖူးမှာကနေတဲ့သည်အိုးမက်ဒလင်ယာတာဘူတာဘူအဲရဲ့အဲရဲ့ရဲ့ပါမီနဲ့လူလူအဲတာဘူဥဥအဲ့ဒါဘာဆိုတာလဲသိလားမှုပါတော့သိလားဟွန်းမသိဘူးဥဥသိရင်ပြောပြဥဥလည်းသိတော့မသိဘူးတာဘူဆိုတာကတော့အသက်ဘူးတဲ့နောက်ပြီးတော့ရော မ်ညောငါချစ်တယ်အသက်ဘူးလေးရဲ့တဲ့ဘာလို့တော့ပြန်မချစ်တာလဲတဲ့အမိုးဟုတ်လားမိဘကစိတ်မချသဖြင့်သူ့အမိုးကိုလှမ်းမိလိုက်သည်အေးအေးအာမနေတဲ့တော့နွေ့နွေ့သည်လွယ်အိတ်ကိုချက်ခုံနဲ့ရရင်လှမ်းဖြေလိုက်သည်ဝလုံးချောချောကိုဖြတ်ထားသောရက်ကန်ခေါင်းသားခိုးကိုအိမ်ဦးတစ်သားတိုင်းတွင်ကန့်လန့်ချီထားပြီးရက်ကန်အချီကိုတရေကပတ်နှင့်တွဲဆိုင်ထားသည်နွေ့နွေ့သည်တရေနှင့်ကပတ်ကိုပတ်ထားသည် ဖြူရောင်နှင့်ခဲရောင်ချီမြင်ကိုရကန်းကောင်းမှအောက်ခြေအထိပလက်ကလက်ထိုင်းတချမ်းမြအရွယ်အထိချီရှက်ထားသည်။အောင်ခြေမှလက်တော်ဝါးမြရက်ပြီးသောအထည်သည်အဖြူနှင့်ခရမ်းရောင်ကျူထရန်ကွက်စိတ်ဖြစ်သည်။ချီအတိုင်များကိုအပင်လိုက်အတူအလျှော့လုပ်ရန်ဝါရံများနှင့်ထိုးညက်ထားသည်။ထိုးညက်ထားသည့်များကခရမ်းရောင်ချီနေရာလိုခြင်းလျင်တစ်မျိုးအဖြူနေရာလိုခြင်းလျင်တစ်မျိုးရှည်တိုးနောင်ငယ်အတူအဆုပ်လှုပ်လို့ရသည်။လက်သုံးလုံးသာသာမျှသာရှိသောတစ်သားတွေကို ဂျက်အဖြစ်ပြုတ်လုထားသည်ချင်းမြင်ဆက်ပြီးသောအခါဂျက်နှင့်စီစီတိတ်အောင်ခုတ်သည်နွေနွေသည်သူစိတ်ထဲ၌ဇွေးဇွားမတိချာသောရက်ပြီးချီများကိုအဖြူဖနဲ့ကျူးခရမ်းရောင်ဖနဲ့ကျူးပြန်ရည်တွက်ပြီးမှဆက်၍ရက်သည် အဖီးအားချားတွင်ချီနှက်များရစ်ပတ်ရင်အနက်နှင့်အဖြူမှတိတ်လာတာနွေနွေဟုတ်တယ်ပြည့်ဒါမဲ့မှားတဲ့လူကလည်းခရမ်းရောင်ပဲမှားတာ哦ဘသူကမှားတာလဲမိုးဟိန်ကနွေနွေအနီးတွင်ထိုင်ရင်းမိလိုက်သည် ။ကောလိပ်ကဆရာတယောက်ပါကရင်လွယ်အိတ်ကိုသူတို့ကသဘောကျရဲ့လေ။ခိုင်လဲခိုင်လှလဲလှလို့တဲ့။ကောလိပ်ကလူတွေကတိတ်မာတာပဲ။ဒါပေမဲ့တို့ကချက်ခုတ်ချင်းမမရှိလို့တော့ညနေညမဝင်ငင်းလေးပဲလူရရတာ။လွယ်အိတ်တခုဘလောက်ကြကြရရ။စတက်ရရရင်တော့တော့ရနေပြတ်ပါတယ်ဒါပေမဲ့တို့မှအချိန်မရှိဘူးအဖေကကြာဖြတ်၍ဖြေသည်လွယ်အိတ်တလုံး20ကျော်23ချက်အထိရောင်းရတာလက်သိဝင်နေရရတာလေခုဆိုခြေရရရှာတော့ပို့ဆို ။ချီရလည်းတို့တယောက်တည်းဆက်မရက်နိုင်ပါဘူး။နောက်ကျတော့တိတ်တက်တယ်မိုးဟင်ရဲ့။နွေနွေဒီခေါင်းကိုဘယ်ဆောင်ညာဆောင်ချူရင် ပြောလိုက်ပြန်တော့အဖေကအငဲရည်တဲ့မတော်နွေနွေရအတော်ဆုံးပဲ။ဘယ်မိမမှနွေနွေတို့လွဲအိပ်ရဖို့စိတ်မရှိဘူး။တက်လည်းမတက်ကြဘူး။နွေနွေရဇွဲကောင်းနေ။အာယုံဆိုင်လွန်သောနွေနွေဤမျက်လုံးအိမ်မှာမျက်သားများနီနေသည်။နှစ်ဖူးတွင်ချွေးများစုနေသည်။နွေနွေဇဲကောင်းတာကိုအစကတည်းကပင်သိခဲ့ပါသည်။အစိုးမရောအကောင်းမရောနွေနွေဇွဲကောင်းခဲ့သည်မဟုတ်လော။ မှန်တယ်ထင်တာကိုဇစ်လုတ်တက်သည့်နွဲ့နွဲ့ဤအချင်းစရိုက်များကိုလည်းမမေ့နိုင်ပေ။အမားကိုအမှန်ထင်ခဲ့သောနှမငယ်နွဲ့နွဲ့ကို လောကကသင်ခန်းစာပြခဲ့ပြီးပြီ။မဝိညင်ငူပါရီလွယ်၏အဆုပ်ကလေးကိုကက်ကက်တတမြင်မိပြန်ပြီ။ပြင်မဝေယူသောအပေါ်စားချီလွယ်အိတ်ကလေးကမင်းချိုက်ဆူကြိုက်ချက်ခုတ်ကရင်လွယ်အိတ်နှင့်ဘာမှမဆိုင်ပေ။ငူပါသည်လွယ်အိတ်အမိတ်များကိုဖမီးချစ်သလိုချစ်ပြီးအမို့ငူပါလည်းလွယ်အိတ်တစ်လုံးရက်ပေးနော်။အေးအေးရက်ပေးမယ်။ လွယ်ကစုံနေကြပြီအေးပါဟဲ့အမိုးလွယ်ကိုဝဲမှာပါခုတော့တမီပိုက်ဆန်ဆူထားတာဘလောက်ရှိပြီလဲမိုးဟိန်ကမေးလိုက်လေတကြက်နဲ့ငါးပြားတနည်းကိုငါးပြားဆူတာဟွန်းဗမာထားတော့ဟိုးဖျားစီအောင်ဝါကြည့်တော့ထင်မှာဦးရန်ကုန်ပြန်ရေးခဏချင်းမလားဟွန်းနေအောင်စဉ်းစားအောင်မယ်ဘလောက်ကြာကြာစဉ်းစားမှာတော့ညညညလောက်ဆိုရပါတယ် မိုးဟိန်ကယင်မိလေသည်ငုအာဤပါလေးကိုလည်းအသာလင်ဆွဲမိသည်ငုအာသည်ရှက်ရှက်နှင်မျက်နှာနီလာပြီးမိုးဟိန်ဤပောင်ကိုလက်သေးနှင့်ထုကသူ့မျက်နှာကလေးကိုမိုးဟိန်ပောင်မှခွတ်ထားလိုက်သည်မိုးဟိန်သည်ငုအာခေါင်းကိုအသာတက်ပေးလိုက်ရင်ဦးဦးရံကောင်မပြန်ငယ်ငုအာရဲ့စုဘူးတဲ့ကိုပိုက်ဆံထည့်ပေးမှာပေါ့ပြီးတော့ပကြီးကပိုက်ဆံရရင်လည်းအမိုးစီကလွယ်အိတ်ကိုဦးဦးအားဝယ်ပေးမှာပေါ့ထို့နောက်ဒီညနေကပင်လွယ်အိတ်ကိုချက်ခုတ်ရက်နေသောနှင်းတွေကိုပကြီးရေးဆွဲမိပြန်သည် နွေနွေဤညှိုးငယ်သောအပြုံးကိုပါအမိအရာဆုပ်ချက်သွင်းလိုက်သည်။မူဝါရဲ့အမိငယ်ရွယ်သောတခုလက်မကလေးဘဝကို စီစည်းနှင့်ဘယ်သို့ပြပြင်စေရမည်လဲ။ဖောင်စီရင်ရေငတ်နေသောသူစင်းရဲမကလေးဘဝကိုလည်းဘယ်လိုပေါ်တွင်စေရမည်လဲ။နွေနွေအနီမှလွဲဤအဆုပ်ကလေးကိုကင်ရင်းနေသောမူဝါတေးသေးလေးကို ပုံနှဲထည့်ဆွဲရမည်လား။ရန်ကုန်မှမဟင်းယူလာသောရွက်ပြင်လိမ်များကိုစောထုသည်မညူညင်တရားပေါင်တစ်ခုပြီးတစ်ခုလုပ်ပေးရသည် ။စောထုသည်လက်ဖြစ်သည်။ကျင်းစလက်တထားသလိုပင်သူ့လက်ကလက်မှုပညာ၌ဘာမှမစိုးအလုပ်ဖြစ်သည်။အဖူတို့အပါတို့သာသမီပီတာသည်။မိုးဟင်ရတော်လူမျိုးပေါက်အရွယ်တော်ကမိုးဟင်တို့၏အဖူကစိတ်တိုင်းမကြ။အိမ်မိုးခေါင်မချုပ်တက်လို့တဲ့။အဖူတို့များရောက်လျာအရက်နေဖို့အိမ်အတွက်ဘယ်တော့မှမပူ။ဝါရှိလျင်နှီးရှိလျင်ဝါရင်ဆောက်တတ်သည်။တစ်သားသွန်းနှင့်တန်ရှိလျင်လည်းတစ်သားရင်ဆောက်တတ်သည်။သောထူတယောက်ကတော့အဖူတို့ခြေရာကောင်းကောင်းနင်းသည်ပကြီပောင်ဖွဲ့ပုံလဲတည်တက်လှသည် ။တသားကိုကောပတ်စားပြီးအယောင်တင်ပေါလိတုတ်လိုက်သည့်အခါတကယ်သားနာသောကားချက်တစ်ချက်ဖြစ်လာသည်။တခါတလေတော့လေတင်မိုးစီအညူအနက်ပန်းရောင်များဖြင့်ပကြီကားပေါင်ကိုအလှတစားဆင်းသေးသည်။ဂရုကအပြန်တဲပေုံတော်ပကြီကားတွေမိုးဟိမင်းရပဲတဲနိုင်မလားငါပဲကားပေါင်လေးလုပေးနိုင်မလားလောကကိုဒီအလှတစားဆင်းလိုက်စမ်းသာဓုကခန်းနာစွာပြောလိုက်သည်။မဝင်ရတော့သူဤနှစ်လိုပဲအပြုံးနေပြုံးမြဲဖြစ်လျက်လောကကတော့လှပါရဲ့ကွာ။ ဒါပေမဲ့မလှတဲ့ဘဝကိုတော့လှအောင်ရေးလို့မရဘူးဆိုတော့သူကြီးတကယ်တော့တို့ဘဝတွေကလည်းလှမှမလှပဲဘယ်လိုလုပ်လှအောင်ဆွဲရမလဲနင်းရည်ဒီသူဤတော့ပါသောမျက်မှောက်များဖြင့်မိုးဟင်အားစိုက်ကြည့်နေသည်ညလုံးနှလုံးမှာလျှက်ရက်ပြဲရောင်ချဲတို့သည်လမ်းခုလက်တွင်ခလုတ်တိုက်မိကြပြီးရင်ခုန်သန်သည်ရှင်နေမြည်ဟီးလျက်လှောက်ရှားမှုအရှိန်သည်တစားတစားတက်လာလေသည်တာဇန်တယောက်လည်းမိမယူပြီးမှလုံမကျွေးနိုင်လို့မိမကိုဖအံပို့ထားရတယ်ဟေးလက်ထပ်ပြီးတလပဲပေါင်းလိုက်ရတယ် အခု तू ကယုံမှယုံစီလုပ်နေတယ်။တော့ပြန်လဲလုပ်မယ်လို့ပြောလို့ပြောမှောင်ခိုလုပ်မယ်ကြံလို့ကြံအမျိုးမျိုးပဲ။အဖေကလည်းသူ့အတိတ်ပဲနဲ့သူဝင်ပြောသည်။ဇောထူကနှကောင်းရှုံကခေါင်းကိုခါရန်လေးရတို့တော့တာဇန်ထက်ကန်ဆိုးတယ်မိမဆိုတလမပြောနဲ့တရက်တောင်မှပေါင်းဝင်မကြုံပါဘူးကိုဝန့်ကိုတော့အနိုင်နိုင်ရဲ့ဟဲ့ဒါနဲ့နဲ့မှရေးစားတယ်ရှိတယ်ဆိုအာဖီးရလေခေါက်ဆွဲတခွရုပ်ရှင်လက်မှတ်တစ်စောင်နဲ့လဲလို့ရတယ်ရေးစားတယ်အကြောင်းမပြောမနေနဲ့တော့ ကြောက်တယ်။မိုးဟိန်းဒီ secret တလေးကိုမိကြီးတောင်းရင်အတွေ့ပေါင်းဆုံးနဲ့စိတ်စိတ်နေမိပြန်သည်။လျှက်စင်မင်းမရှိတော့နင်းနွေးအိမ်ကြီးမှန်အိမ်မင်းနဲ့ဝါမိန်ကမလင်းတဝက်လင်းတဝက်အယောင်မှာအားနေဖြော့တော်နေသည်။နင်းနွေးဒီနေဝင်ကလေးကချက်ခုတ်ရက်ကန်းခုံမှထလိုက်လေသည်။ပိုးဆုံးယူတကောင်သည်ဖျားစင်ဘက်ပတင်းဘာဝါမှဝင်လာသည်။ပဇင်းရင်ခွဲတို့အော်တန်သည်အမောင်နဲ့မှဆူးရှစွာအဆက်မပြတ်မြင်နေသည်။စောတို့ဒီစကားတွေဖောင်းဖွဲ့ကပြောနေသည်။ ျွန်တော်သတင်းပြမယ့်နေ့တွင်နေရတော့လောကနေဗံပေါ်ဟုပြောရင်းဆိုရင်ကရင်ဘာသာဖြင့်ဒူးလေခိုကမုခိုဘောမူဟုပြောသည်သည်ဒူးလေခိုက လောကကြီးမုခိုဘောမူကနေဗံနဲ့မိုဟိန်ကြီးဖိုးစောထူပါဒီစကားနှလုံးကိုတွဲပြောနေတာကတော့ငါတော့ဒီလိုတွဲပြောတာတခါမှမကြားဘူးပါအဖေကပြောရင်ရေလီသည် ခုကြားဘူးပြီမဟုတ်လားအဖေရဲ့ဒူးလေခိုမုခိုဘောမူဆိုတာကလောကနေဗံမဲ့အဖေမှတ်ထား ေးပါအေးပါတက်ငယ်စကားတက်ကြီးကြတဲ့မှတ်ရသေးတာပေါ့အဖေကရေပြန်နေမိုးဟိနီအတွေ့တဲ့ကိုရွှေသိမ့်မင်းဤကဗျာကလေးတစ်ပုဒ်နဲ့အတူငိုက်တော်မြီဟန်ဖြင့်ငိုင်းနေသည်နေလုံးညီကြီးရဲ့ဝင်မသွားပါနဲ့အောင်ကွယ်အိတ်တန်းရှာနေတဲ့ငှက်ကလေးရဲ့မြို့ဝပြန်လာတဲ့ဈေးတယ်ကလေးရဲ့လွယ်အိတ်ပြင်နေတဲ့ညချောင်းသူကလေးရဲ့လျှက်စင်မီမရောက်သေးတဲ့ရွာကလေးရဲ့လူမရှိသေးတဲ့ကင်းတဲလေးရဲ့အိပ်ပျော်နေသေးတဲ့ ကြာပန်းလေးရယ်ခီးလွန်နေတဲ့လာပြေဝင်ရယ်ပြီးတော့ကြံမလာသေးတဲ့ချစ်သူရယ်သူတို့အတွက်ခဏလောက်ဆိုင်းပါအောင်တကယ်အိတ်တော်မြင့်ဆိုတော့လေအိတ်ပြော်သည်မဟုတ်ငွေလာကထင်းထင်းသားနေသည်တို့ကြောင့်ငွေလာရောင်ရင်ဆွဲဆောင်မှုနောက်တို့ကောက်ကောက်ပါအောင်လိုက်မိသည်အင်းရောက်တို့အသားဆင်းခဲ့လေးရဲ့အင်းရောက်မှအင်းဦးဘက်တို့ခေါင်းငုံရှိုးကထွက်လာလေသည်ဆင်ထိုးထားသောခွဲမဲအောင်ရောက်မှကိုတယောက်တည်းမဟုတ်သည်ကိုသတိထားမိသည်နွဲ့နွဲ့ နွဲ့နွဲ့သည်ရုတ်တရက်မှလန့်သွားသည်နွဲ့နွဲ့လက်ထဲတွင်စကားကုန်းငယ်တစ်ခုကင်ထားသည်နွဲ့နွဲ့၏မျက်နှာသည်အမှောင်ရိပ်ထဲကျနေလျက်ကပင် အမှောင်နှင့်မျက်နှာကိုတစ်ဖက်သို့ဆွဲလှည်ကာခဝဲညွန့်ကိုအမှတ်မထင်လှမ်းဆွေရင်နှက်ပြန်မနှက်အစော်ဤဒေးစွန်ပါဝမိုးဟင်းကို အဖေရပုတ်မယ်ဆိုလို့ငပိချန်တဲ့တူကိုဟင်းရွက်ခိုးနေတာညာဤမင်းနွဲ့နွဲ့ရာအေးဟုတ်တယ်မနှက်ကြရင်အချိန်မှမဟုတ်ဘူးလေအဖေကသိပ်ဝိရိယကောင်းတာနှက်စော်ဤနိုးနေမှာနွဲ့နွဲ့အိတ်မပြတ်ဘူးလား အိပ်ပျော်ပါတယ်နွေနွေကခေါင်းချရတဲ့အိပ်ပျော်ရတဲ့မိန်းမပဲဘာဖြစ်လို့လဲနွေနွေဒီရဲမလို့မျက်နှာထားနဲ့ဖြေလိုက်သည်မိုးဟိန်ဒီနွေနွေဤမျက်လုံးများကိုစိုက်ကြည့်ရင်ခေါင်းကိုခါရန်ကမဟုတ်သေးပါဘူးနွေနွေရဲ့ဟုတ်ပါတယ်မိုးဟိန်ရဲ့တို့အကြောင်းမသိဘူးလားတို့ကလေသူများရဲ့စကားဝိုင်းဖက်ပြောနေတဲ့ကြားမှာအိပ်ပျော်ခြင်းခဏလေးရဲ့ထိုင်လေးရဲ့အိမ်ငိုက်သွားအိမ်မပြောတဲ့ခါတော့ရှိအောင်ပါပေါ့ဒီနေ့ညမျိုးဆိုရင်နွေနွေမအိပ်ပါဘူးတို့သိတယ်မလိမ်နဲ့နွေနွေမလိမ်တတ်ဘူး တို့မှာဘာမှတွေးစရာအကြောင်းမှမရှိတာမဟုတ်ရဲ့။နင့်မှာတွေးစရာအကြောင်းရှိရဲ့လို့လေတို့ကမဆွဆွဲရပါလား။ဒီတော့နွေနွေကရဲသည်။တို့နှစ်ယောက်သားမတိုင်းမင်းပဲပြင်မပင်အောက်တွင်ထိုင်မိကြသည်။နွေနွေသည်အမှုမဲ့လားဆင်ညင်လာလားမသိ။မိုးဟိနှင့်အလံဝေးဝေးတွင်ထိုင်လိုက်သည်။လက်ထဲမှာစကားကုန်းကိုပေါမောတင်လိုက်ပြီးမနေ့ပြန်ငုပါခုနှစ်နှစ်ပြည့်တော့မယ်။ပည့်ဘုံမွားတို့တစီစီမိန်းကြားထဲမှာနွေနွေဤညင်သာသောလေတန်းသည် ဖောက်ရွှေထွက်လာသည်။ သူ့အတွက်နွေနွေရစေတော့ကရောက်နေရလားဆိုပါတော့အားလုံးအတွက်လည်းပါတာပေါ့တို့ရင်သားတွေရဲ့စာဝတ်နေရေးပုံမဝင်ရဲ့နေစည်းစားစည်းတွေကနေ့တခြားကြီးလာတာတို့မှာတက်ရွှေပေါမရှိသလိုပဲနွေနွေကညှိရှာသည်မြို့တက်ပြီး nest ပဲလုံရောမဖြစ်ပါဘူးဟာမဖြစ်တာအเจ้าနှစ်ချက်ရှိတယ်တစ်ချက်ကညွေသည်စကားပြောနေရမှာခွဲသေးသေးများကိုထိပ်ဖြားချိုးကရှာနေတူးကြည့်ရင်စကားစပြတ်သွားသည်အဲ့ဒီအเจ้าနှစ်ချက်က ဝေးရမအောင်နိုင်မဲမိလိုက်လေသည်နင်းနှွေးသည်သူ့စကားကိုဆက်၍တချက်ကတော့မြို့မှာလာခါလည်းနည်းနည်းနဲ့ဘယ်နည်းနည်းမှတော့တာမဟုတ်ဘူးအဖီတို့အဖီတို့ကလည်းရှိသေးတယ်လေအဖိုးဆေးဘွားကလည်းစားရတော့တာနဲ့တွေ့ကြည့်ပေါ့အင်းဘာဖြစ်ဖြစ်တို့ကတော့မှာတော့ဆန်ကတော့လုံလောက်အောင်စားရတယ်ဟာကိုတာနဲ့ဒိုင်ကိုရောက်ရပါမယ်ဝမ်းစာတော့လောက်အောင်ချန်လိုက်တာပဲလေခိုးတစ်နှစ်ကပဲဝမ်းစာမကျန်လို့အပြင်ရောက်ပဲစားရတာဒါလည်းရန်ကုန်ထက်တော့အများကြီးသက်သာတာပေါ့ ရှင်းပြသည်နွနွေသည်သူ၏အုတ်ထင်းသူကင်းမဲ့သောဘဝကိုလည်းကြောက်လန့်နေရှာသည်ပြီးတော့တို့မှာလင်သားလည်းမရှိတော့ဘသူကလေးစားမလဲအုတ်ထင်းသူမရှိတဲ့ဘဝပဲမောင်ရဲ့ဒါတော့ပဲတချို့ကအခွက်ချောင်းနေရဒိုနက်စ်ဘာလူပေါင်းစုံနဲ့မလွှဲနိုင်မရှောင်နိုင်ဆက်ဆံရတာငငယ်တော့ကမိုက်ခေရလဲမိုက်ခေရပေါ့လေခုကတော့ခုကမမိုက်လဲသူတို့ကဘလို့အငိုက်ဖမ်းမလဲဆိုတာတွေးပူနေရတယ်ဘဝမရှိလို့လှူစားရတဲ့ကြားတယ်စိတ်ပါဆင်းရမယ်ဆိုရင်တော့ဟဲ့နင်းတို့ရကစကားဆုံးအောင်မပြောတော့ ပြောလဲမပြောတော့ဘူး။အတွင်းနေမြေပြင်ကိုစိုက်ငင်းနေသည်။ဒါတော့ဒါပေါ့။မိုးဟိန်းဒီဖြစ်ဆွဲစရာစကားများမရှိတော့သလိုဖြစ်ပြီးနွေ့နွေ့စကားကိုအင်းမြသာအထောက်ကိုပြုတ်လိုက်နိုင်တယ်။သူရင်ထဲတွင်ပြောစရာစကားတွေရာပြည့်နေသည်။ဒါမှမဲ့ဘယ်လိုကဘယ်လိုစရမည်လဲ။ဒီတစ်ခါတော့အရင်တုန်းကနွေ့နွေ့မဟုတ်တော့သေးကိုလည်းသိပါသည်။ပြောလို့ဆိုလို့လည်းခက်မြင်မထင်။စိုးနိုင်ခက်ခဲသည့်အချိန်ရွယ်လည်းမဟုတ်တော့။တို့ကြောင့်နွေ့နွေ့ရာယနေ့တဲ့အတိုင်းတံမိုးထားစေဖြစ်ကြောင်းကိုတော့နွေ့နွေ့အားနားလဲစေချင်လာသည်။ ဆောထူးဆိုတိတ်မရှိစကားပြောတာပဲအားလုံးဒီလိုပဲထင်ပါရဲ့နော်မင်းတွေကအဖော်ညိသည်အားလုံးမဟုတ်တော့အများတကအများတော့ဒီလိုပဲပေါ့ဟာအမှောင်ပြောသလိုမျိုးပြောရရင်ဒူရတလိပ်ပြား30ပေါမုတ်တစ်ချက်ပြား30လက်ဖက်ရည်တစ်ခွက်ပြား80အဲ့ဒီအကြောင်းမပြောရတဲ့မြမကြီးသာဖြစ်လိုက်ခြင်းနဲ့တဲ့နင်တို့ငါတို့တွေကမြမတွေလည်းမဟုတ်ဘူးလေနင်တို့ရဲ့တို့ရန်ကုန်မှာလေမြန်မာလူချင်းတွေလည်းပြောလာဟာပြန်ဈေးကိုသွားရင်လေပြုံးစုမိုးဟင်းဒီကာယံမဲ့ကဗျာအစမ်းတေးတပုတ်ကိုတတိယပြီး ရုရှားရဲ့ American Secret ပြင်သစ်ရင်မွေးအင်္ဂလိပ်ပေါင်းလားဂျပန်ကက်ဆက်ဂျမေကာတက်ပြားယူရီးယားဖော့အင်ဒိုနီးရှားပါတိတ်ဟောင်ကောင်ချွချင်းအင်္ဂလန်ထော့ဘက်ဩစတြေးလျပန်းဒီအားလုံးရှိတယ်မရှိတာကဒါပြောရင်လည်းလညိုနှင်းလက်မဝိုင်းပြသည်ဒါပြင်တို့ရန်ကုန်မှာမနေမိတာခံကောင်းတာပေါ့နော်မဟုတ်ရင်သူများဝယ်တာတည်းရေယူပြီးစိတ်ဆင်းရဲနေအောင်မယ်စုမျက်နန္နာတို့တင်မလက်တို့ကတော့အရန်ကျဲနေမှာပဲထင်ပါရဲ့ လောကကြီးမှာသူတို့လုပ်တိုင်းဘာမှမဆိုတင့်တယ်နေမှာပေါ့အားမကြမ်းသမ်းပါနဲ့ဟာဒါမျိုးကအားကြမ်းတင်တာမဟုတ်ဘူးအမေအားကြလို့ပြောနေတာမဟုတ်ပါဘူးဟဲ့နွေနွေကခက်ဆက်ဆက်ပြန်ဖြည်သည်နောင်မိုးဟိငူနွေနွေကမျက်စောင်းတစ်ချက်ဝင့်သည်ထုံးစံအတိုင်းသူတို့နှစ်ယောက်ရန်ဖြစ်ရန်ဟန်ပြင်းမိကြပြန်သည်တို့ကြောင့်မဲနွေနွေသည်ထိုင်နေရာမှာဗျုံးဆိုထားလိုက်သည်မိုးဟိကနွေနွေလူစိတ်ကအရင်လိုမဟုတ်တော့ဘူးမိုးဟိတို့ဘူးသူနဲ့မှရှင်မဖြစ်ချင်ဟာဘယ်သူအောင်ဖြစ်ချင်တော့လဲ ဘသူရန်စတယ်လဲဟာဒါရန်စလားသေးလိုက်စမ်းအေးနင်းသေးလိုက်သွားစမ်းပါဟာငါအကောင်းပြောနေရတော့မပြောနဲ့အကောင်းလည်းမပြောနဲ့အဆိုးလည်းမပြောနဲ့တို့ကဘသူစကားမှနားမထောင်တတ်ဘူးငါမရငါခံမယ်ဒါပဲအေးအဲ့ဒါကြောင့်နင်းမိုးဟိန်းဒီစကားကိုအဆုံးမသက်ရက်နင်းတွေးဒီရေလိုက်ကစကားကိုဆုံးအောင်ပြောလေမပြောတော့ပါပြောပါနင်းပြောချင်တာပြောပါတို့ခံနိုင်ပါတယ်ဒီလိုဆိုငါတခုပဲပြောမယ်ဆယ်ခုပြောမနောက်နဲ့ နောက်ပါဦးနွေနွေသည်စိတ်လက်ပေါ်ပါစွာယင်မိလေသည်မဟွေ၏မျက်နှာသည်လိုက်အောင်အောက်တွင်မှုန်ကုပ်နေသည်ဘူးစင်မှအရွက်ရိတ်တို့သည်မျက်နှာများပေါ်တွင်ပျောက်တိပျောက်ကြားထိုးကျနေသည်ဆန်ရင်စကလေးများဖြူပြဲနေနွေနွေ၏မျက်နှာကလေးကအဖြစ်ကင်းပဖြူစင်မြဲပင်မဟွေသည်ဘူးညွတ်ညွတ်ကိုလက်နှင့်အမှတ်မဲ့လှမ်းဆွဲလိုက်ရင်တို့ကနင်းကိုချစ်နေတော့မယ်ဆိုတာပြောမလို့ပါမွေးဤစိတ်ထဲ၌လူပြိုပေါက်အရွယ်ပမာလှုပ်ရှားပြီးအတန်တုံနေတာကိုအသာပြန်ထိန်လိုက်ရသည် အတန်းကလည်းနည်းနည်းတူသွားပြီးနောက်ဆုံးစကလုံးများကိုမျိုးချလိုက်မိလေသလားမသိ။ညွနေတရားကိုကြားမှကြားပါလိစားဟုစိတ်ထဲပူပင်မိသည်။ရှင်နေနိုင်လဲဖြက်ခနဲခုန်နေသည်။ညွနေဤမျက်နှာသည်ရေနေရာမှရုတ်တရက်တီသွားပြီးခေါင်းကိုတွင်တွင်ခါရမ်းလိုက်သည်။နမောင်ရှုံးလေသောမျက်လုံးတို့သည်အရေးကြီးလိုဖြင့်တလဲလဲဆူလာပြီးမျက်လွာအရိပ်မဲနှင့်အသားအရဖုံးကွယ်လိုက်ပြီးဒါရီမပြောပါနဲ့တော့ဟဲ့သူကငုပါအမေဆိုတော့လူကြီးဖြစ်ပြီလူကြီးကိုအဲ့လိုပြောရင်ရဲကြည့်လိမ့်မယ် တော်စမ်းပါစကားနဲ့မစည်းဖို့စမ်းပါနဲ့မမစည်းဖို့လို့လေနေရငါတက်ငယ်တာပဲလေဒါမဲ့တို့ကလူကြီးနေရကလေးသိစမ်းလိုက်ပါတို့ဒါမပြောနဲ့တော့အပြက်ပဲနွေနွေးဒီလူကြီးသူမတယောက်ပါမပြောပြီးမှအိမ်လေကားချေရင်းနေဘာမှပြောညာမပြောနဲ့ထိုင်ငုံနေပြန်သည်မောင်ငါနွေနွေးဤပခုံးကိုလှမ်းကင်ကအသာရချော့လဲမတိတ်နွေနွေးကငိုပြန်တော့လေပြကလေးကလေးငယ်တယောက်နဲ့တူလာပြီသည်သူဒီငငယ်တော့ဟာလိုပဲငိုသည် ငှူအောင်သူတို့ခေါ်ဝိုင်းဘယ်နဲ့လုံးမလဲဘလုံးမထွေးရလဲပြောသေးသည်သူကငှူအောင်တောင်းနေရဲ့ငါဖယ်ပေးနိုင်မလဲငှူအောင်သူတို့နဲ့နေချမ်းသာမှန်းတော့တည်ရပေါ့ထာမဲငှူအောင်မရှိရင်တို့တည်မှာဒီတကါတော့မိုးရင်ရင်နေနိုင်မခံချိဖြစ်ပြီးဒေါသမီးဟုံးဟုံးတောက်ရဲ့နေရသူတို့နဲ့ဆက်ဆံရှိတာပေါ့ဟုတ်လားနေမမှတ်သေးဘူးလားနေနေဟဲ့တဟဲ့သွားတွေ့ရတော့ဘယ်ဟုတ်မလဲမိုးရင်ရဲ့တော်ပါပြီရဲ့ကောင်းဆောင်တော့ဒါတွေပါမပြောတာပဲအဖေးဆိုရင်ဒီเจ้าနေလုံးဝအပြောမခံဘူး ပြောရင်ပြောလာရလို့စိတ်ဆိုးတယ်။မြွနီးကရတိပြတ်ပြောပြီးအိမ်မော်ပြန်တက်သည်။မြွနီးကိုပြောစရာစကားတွေမဟုတ်ရင်လည်းပြည့်ကျက်လျက်ကြံ့ရစ်သည်။နွေနွေရောအဖေရောပြောမခံနိုင်တာတော့အဖြစ်ဆိုပဲမရှိ။ဒါပေမဲ့နွေနွေအနိုင်ခံပြီးရင်ခံနေရမယ်ဆိုရင်တရားပါမလား။ဒီလောကကြီးမှာခွင့်ရေးဆိုတဲ့ပို့တန်ရနာတွေကိုမယူနိုင်ဆွဲငင်မယူနိုင်မပိုင်ဆိုင်ရပဲနေရတော့မှာပေါ့။ဂျက်လန်နန်ကကယ်လီဖိုးနီးယားကသူ့ရဲဘော်တွေကိုရေးလိုက်တဲ့စာထဲမှာငါအဲ့လိုဖတ်ဘူးတယ်။ ီခွင့်ရေးဆိုတာကလည်းကောင်းမော်ဆန်းဆိုတဲ့နင့်လူကတိမ့်သွင်းတာကိုနင်ကနောက်ဖေးပေါက်ကလက်ခံလိုက်မယ်ဆိုရင်နင်မှာဖြစ်သွားမယ်ဒီလိုဆိုရင်နင်ဟာဒုက္ခပင်လဲဘူးရဲ့အောက်ဆုံးတက်ကိုကြောက်သွားမှာပဲမဝိန်ကဒီလိုပြောလျင်နင်တွေကတော့စိတ်ရှုပ်ရှုပ်နဲ့ခေါင်းတစ်ခါခါလုံနေပေးလိမ့်မည်ပြီးနောက်နင်ပြောတာတို့နားမလည်ပါဘူးဟုညှဉ်းညူနေလေုံမည်မဝိန်ကတော့နင်တွေခေါင်းခါညှဉ်းညူတာတွေကိုစိတ်ပြက်လက်လျှော့မဖြစ်ပဲနင်တွေနားလေသည်အထိကြိုးစားခြင်းသည်ငကိုစိတ်တူရက်ပင်မယ်ဒီတခါတော့စိတ်ရှိရပြီတော့မည် ဲ့လိုနွေနွေနားလည်လာတဲ့တနေ့မှာနွေနွေဘသူကအနိုင်ကျင့်တာကိုမှခံရတော့ဘောနွေနွေကိုဘသူကမှမချုပ်ချယ်ရဲဘူးပေါ့နွေနွေရဲ့အနှိဋ္ဌာယုံဘဝကလည်းလွတ်မြောက်ပြီပေါ့ထိုနေ့ညကတညလုံးအိတ်မပြောသောမိုးဟင်းဤနားထဲတွင်နွေနွေဤကြိတ်ဆိုင်တန်ကြီးနားထဲကက်ကက်တက်တက်ဖိမ့်ဝင်လာလေသည်ဘိုးတော်အိမ်မက်နဲ့အတူထွေပြားရှုပ်ထွေးနေသောစိတ်သည်အတိတ်အယက်စီသို့လွင့်ပါသွားလေသည်တကယ်တော့ဘဝဆိုတာအိမ်မက်မဟုတ် တို့ကြောင့်မလှပါမသိသက်သောအကြောင်းချင်းရများနှင့်ပြည့်နှက်နေကြကိုမူဟိန်သိခဲ့ပါသည်ဆော့ထုနှင့်ဒူတောင်းကလာပါရက်ွက်တနေရာမှတဲအင်းလေးနေနေခဲ့ရတော့ကအချိန်တွေကိုပြန်မတွေးစင်သူလူထန်နေကြသောဆော့ထုကြွေးထားရတဲ့ဘဝကိုဆက်ဆုပ်လှသည့်အပြင်ဆော့ထု၏ထမင်းရည်ကိုကုသရသောဘဝကိုလည်းစိတ်ဆင်းရဲမိသည်မနက်စာထမင်းအစာဟုတ်တကယ်ထမင်းရည်တောက်ခါညနေကြမှာထမင်းအဝစားတောက်ကြရသည်အဖိုးတို့အဖေတို့ကရင်သွေးမှုထမင်းမဲအာတီသာထားပြီး ထမင်းဝါဝစားရမှကျင်းနဲ့လှသည်ပကြီးချောင်းစင်းမီပထမတော့တမေးဝမ်းကြောင်းအတွက်တက်လို့မကောင်းသေးမဂ္ဂဇင်းတွေကိုပို့တော့ဒီဇိုင်းရေးကားကလည်းရတစ်ချက်မရတစ်ချက်သူလိုကိုလိုကြုံရဖို့အပြော်ရမ်းတွေကလည်းပြည့်နေသည်လူငယ်တွေစုပြီးကာတွန်းတအုပ်ထုတ်ကြမြည်ကြံစီတာလည်းအထမမြောက်သေးဒီတော့ကဝမ်းရည်အတွက်ပြေးလိုက်လွားလိုက်ဖြစ်နေကြရတာတွေကိုမှတ်မိသေးသည်ပြရတော်ထိပေါက်တယ်လို့လင်းနဲ့တခင်မကိုနိုင်ငံသားဒုတိယတန်ရရှိသူဦးဇနီးကငွေ900နဲ့ဝယ်ယူသည် ဘာမကြိုက်သဖြင့်လဲပေးရမည်ဆိုရင်ထိုမျက်နှာဖြူမကြီးနှင့်စကားအကျဉ်းနဲ့ပြောရသေးသည်ဒီပက်ဆန်ထုတ်ဝက်ကိုရုပ်ပြကာတွန်းစာကိုထုတ်ဝေသည့်အစုဆက်ထဲထည့်ပြီးကြံတဝက်ကိုနိုင်ငံသားဘာသာသိပ္ပံကျောင်းတွင်ကျောင်းတက်ရန်ဝင်ကြီးနှင့်လကအဖြစ်သွင်းရန်ဖဲလိုက်သည်စောထူအတွက်ဆိုင်ကျွေးလဲဆက်လိုက်သည်စိမ့်စုတောက်ပါသောမျက်ခင်းများလေကျူသိမ့်အဖွဲတွင်ရိမ့်နှွက်နေကြသော ရှွမ်းမြများနှင့်ပင်ဝါယုံများစာမြင်ခန်းနှင့်ထင်းယူပင်များကြားမှအုတ်နေနေစောင်းလေးများက စိတ်တက်ကြွယ်ကောင်းသောနိုင်ငံသားဘာသာသင်သင်တန်းများပေသည်ညီညီလမ်းမာပေတွင်ထူးဆိုင်ထားသောကာကြီးကောင်းငယ်အသွေးသွေးတို့သည်မိမလာများကိုတင်ဆောင်လာကြသည်ဖော့ရှန်အထူးစားနှင့်ဂျပန်ကီမိုနိုအင်ဒိုနီးရှားပါတိတ်အထက်အောက်ဆင်တူဂျိုးတိုင်းဖနဲ့ရောင်စုံညက်ခွန်စိမ့်နှင့်အိုင်းရှယ်ရူများတောက်ပါသောဒိုင်းခွက်များနှင့်တတူနီ၄000နာရီများရှန်နဲငါရေမွေးရနံ့များတင်းပြန့်နေသောဘရုံးရောင်ကိမင်းဖိုင်ယာရိုတိုင်းပြည်ကိုချက်ချင်းရောက်လာလေသည် ကိုဟိတ်ရှီတူယူမတစုံတယောက်တည်းလမ်းနှုတ်ဆက်လိုက်သည်လင်မယောင်တော့ပါနေသောကာရကပိတ်တံကိုလည်းတပြိုင်နက်ထဲချလိုက်ရသည် ကိုဟိတ်ဘာလာလောက်တာလဲယူကလစ်တက်နေတယ်ဆွမျက်နန္နာသည်မဟင်အနာတို့တိုးကပ်လာသည်ညွေအောင်ဖျော့ဖျော့စင်းသည်ပခုံးထက်၌ဝဲကျနေသည်လင်မယောင်ခန့်သည်ပုံပလတ်စတစ်နကတ်သည်ဝင်းဝါသောအနားတွင်ထဲဝါစွာဝင်နေသည်အဝါကန်တွင်အနက်ရောင်ပိတ်ငူပန်းများနှင့်အင်ဒိုနီးရှားပါတိတ်အထက်အောက်ဆင်တူသည်ဆွမျက်နန္နာ၏အသားကိုပိုး၍ပွင့်စေသည် အနက်ရောင်ကျိုးတိုင်းဖက်နဲ့တဲကျိုးမှလေမော်ရောင်ခြေသေးတို့သည်တောက်ပရွှန်းဆူနေသည်ကျွန်တော်ကလပ်တက်နေတယ်ဟုတ်လားဘာကလပ်လဲပြင်တဲ့ဟဲဖြူတီနာအဖြတ်သွားတာလဲမတွေ့ဆူဆူကဂျပန်နီစတက်နေတာဟုတ်ကဲ့ကြာပြီလားတက်နေတာဒီနှစ်မှာပါမနစ်ကမှကြောင်းစားတက်တာဆူဆူကဒီနှစ်ဒုတိယနှစ်ဒရီယာဂျပန်စာအသုံးဝင်မယ်ဆိုလို့ဆူဆူကတက်လာယူရောဘာဖြစ်လို့ပြင်သစ်ဘာသာတက်တာလဲ ကျင်သစ္စာပေးဖတ်ချင်လို့လေပြီးတော့ပကြီးဘဘူးအကြောင်းစာမားတွေလည်းဖတ်တတ်ချင်တယ်။ဩဒါထက်ပကြီးကားတစ်ချက်မစ္စစ်ကိုရောင်းရသေးရဆိုဘသူပြောလဲ။ဒီလိုပေါ့ကိုရောမမနဲ့မစ္စစ်နဲ့ခင်တာပဲဟာသူတို့အိမ်နောက်ရောက်ပိုးသေးတယ်။ရှူရဲ့ဗာလဲကောက်ရိုးရှင်မဆိုပဲ။လဲနဲ့တခင်မပါ။အေးအေးအဲ့ဒါတွေးခဲ့လို့ you are တိတ်တော်တာပဲ။ congratulation ကျေးဇူးတင်ပါတယ်။မိမလလလေးကနေရပုံဆွဲပါဦး။ ုစုပုံအောင်ဆွဲရအောင်လားမိုးဟိန်ကပြုံးရည်သားနေမိသည်သူ့မျက်နှာနာသည်မိုးဟိန်အားသူ့လက်ဆွဲတရေအိတ်နဲ့လှမ်းရိုက်ပြီးဟန်လုတ်ပြီးအောင်ဆွဲရမယ်မပြောသူတိတ်ဖြစ်တာပဲကျွန်တော်ကလုံမပေးနိုင်ရင်တိတ်ကြိမထားခြင်းမလေဖိုးစားထူတို့ကနေကောင်းတယ်နော်သူ့မျက်နှာနာသည်စကားလမ်းကြောင်းကိုချက်ချင်းလွှဲလိုက်သည် ကောင်းပါရဲ့နင်တို့ရောအရုပ်မှာယူအောင်သွားဘူးလားอืมသွားတော့ပါဘာဖြစ်လဲစိတ်နာလို့လားမပြေလေသေးလို့ပါ ဒေါက်တာကောင်းမော်လည်းជីပြားနဲ့လက်ထပ်တော့မယ်နော်သူတို့ကလည်းဝစ်လိုက်တာပဲជីပြားကနိုင်ထားလိုက်တာဆိုဒေါက်တာကောင်းမော်လေနွိနွိကလည်းမိုက်လိုက်တာသူ့ကိုဒေါက်တာကောင်းမော်မယူဆိုတော့အစတွေကသူ့စကားမဆုံးခင်ပဲနွိနွိကဟိုတော့ကလည်းကလေးပဲရှေးကနှိမ့်ကနဲမရောက်သေးတဲ့အရွယ်ဆိုတာငယ်လွန်ပါတယ်ဆူဆူဆိုတာအဲ့ဒီအရွယ်တွေကစပြီးပါရတာမဆူဆူတော့မြို့သူပဲဗျာခုတော့တမီးလေးအောင်ကြီးနေပြီထင်တယ်နော် ။တင်မလက်တူကနွနွတို့ကလေးကိုလိုချင်လို့တဲ့။မွေးစားချင်တာတဲ့။မိုးရင်းဒီပြုံးစားကြီးနှုတ်မဆက်မိပဲထွက်ခဲ့မိသည်ထင်သည်။ဝေဒနာတရက်သည်ရင်ထဲမိတွေ့လာခဲ့သည်။ဒီဝေဒနာနဲ့အတူတည်တဲ့ချင်းကိမဲ့သောလူဘဝဖြစ်စဉ်ကမိုးရင်းဟာကလူကြည့်စေလေသည်။ချက်ချောက်ကားပေါ်ကလမ်းဒီလေးမှတ်တိုင်အစင်းတွင်မိုးဟင်ဤပင်ဖြူတိုက်ပေါ်အင်းကြီးအတွင် အောက်ဖက်တောင်သည်မိုးစိတ်ရိတ်ဓာလီယာနှင့်ကြံရစ်သည် ကျောင်းလာကနေဝင်းကြီး25ကျဲပြေးပြီးမှကျန်ွေ80ကိုလက်ဖက်ရည်ဆိုင်ကျွေးဆက်ဖို့ထည့်လာမိရမှလိုက်ပုံရင်းကြီးအေးကိုဓာတ်နဲ့ဟင်းလင်းဖွင့်ပြီးနောက်မရှိတော့ပဲရှင်နဲ့ဒိတ်ခနဲခုံကအသက်ရှူများပင်ရက်သွားသည်နှစ်ဖူးနိုင်ချွေးများသည်လျက်တက်တချက်ကိုပြင်းထန်စွာခောက်လိုက်လေသည်သူရှိမှရှော့ကနေဖြစ်သွားသောလေမယောင်ကားထဲမှလက်ပြသွားသည်လက်ဖြူဖြူလေးများ၏ရင်ကျေးဖွယ်ရာနှုတ်ဆက်သောအမှတ်အသားကိုဘလို့မှမတုံ့ပြန်မိနောက်ဆုံးနှုတ်ဆက်လိုက်သည်ဟူသောယူဆမိသည် မိုးတို့သည်ဆုတ်ပတ်လိုက်သည့်ပမာဖွဲ့ဖွဲ့ကြလာတော့အထီးမရှိသောမိုးဟိန်းသည်မိုးရည်တဲ့ဒီအတိုင်းပေရက်နေမိသည်ဆုမျက်နန္ဒာ၏အပြုံးသည်ကားထဲမှလွင့်ကာမိုးဖွဲရင်တည်နေသည်ဆုမျက်နန္ဒာ၏ဖခင်သည်အရာရှိလားကုန်သေးလားပြန်စင်းစားလို့မပေါ်ချမ်းသာလာသည်ဆိုပဲဒါကိုအားကြရမည်လားမိုးဟိန်းပညာတော်လေးစားပုံရသည်သို့တော်လည်းမိုးဟင်းကောင်းတဲ့စာရီထဲမှ အတွေးတွေစီတန်းကဝင်လာသည်ဂျက်လန်တန်ဤဘဝနဲ့စာပေး အုံနာကုံတဲ့တယောက်အနေနဲ့ကျွန်တော်ဟာအောင်မြင်ပါတယ်လူအဖွဲ့အစည်းကြီးဟာကျွန်တော်ကိုတကားဖွင့်ပေးပါတယ်ကျွန်တော်ဟာအဲကန်းနဲ့ဆိုက်ဆိုက်မြက်မြက်ကြီးရောက်သွားပါတယ်လူပောင်ရဲ့အရှင်သခင်များနဲ့ကျွန်တော် ခမင်းလက်ဆုံစားရပါတယ်လူပောင်ရဲ့အရှင်သခင်များရဲ့ဇနီးသားသမီးတွေနဲ့လည်းအတူခမင်းလက်ဆုံစားရပါတယ်မျိုးသမီးတွေဟာတိတ်လာပါတဲ့အဝတ်အစားတွေဝတ်ထားကြပါတယ်နောက်ပြီးသူတို့ဟာမစင်မချင်နိုင်လောက်အောင်မဲ့တကူကောင်းဆန်လှပါတယ် တစ်ချိန်လုံးသူတို့စားတောက်နေတာတွေဟာကလေးတငယ်တွေရဲ့လှုပ်အားနဲ့သွေးအလင်းလင်းလူးနေတဲ့အမျက်တွေချွေးသီးဆွန်းထွင်းနေတဲ့အမျက်တွေမတရားယူထားတဲ့အမျက်တွေနဲ့ဝေထားတဲ့အစာအစာတွေဖြစ်တယ်။ကျွန်တော်ဟာဒီလိုပြောလိုက်ရင်ဂျူလီယိုဂရီဒီရဲ့ညီမတွေဟာသွေးနဲ့စိုးထားတဲ့ပိုးတဲ့ဖဲတဲ့တွေသွေးနဲ့လှုပ်ထားတဲ့လက်ဝတ်တစားတွေကိုချွတ်ပစ်လိုက်ကြလိမ့်မယ်လို့ယူယူတတပဲယူဆထားပါတယ်။ဒါပေမဲ့သူတို့ဟာဒေါသထွက်လာကြတယ်။နောက်ပြီးလူပောင်ရဲ့အောက်လာမှာဆင်းရဲကြတာတွေဟာ သုံးအဆွဲမချွေတာလို့မချစ်လစ်လို့အရက်တောက်လို့အတိတ်ကံမကောင်းလို့ဆိုပြီးညင်းငွေလာအောင်ကို သူတို့ကဟောပြောကြပါတယ်။အသုံးဆွဲမချွေတာတာကြောင့်အရက်တောက်တာကြောင့်တောင်ပိုင်းဝါခွန်ဆက်တွေမှာမဝရေစာစားနေရတဲ့တက်၆နှစ်လောက်ရှိတဲ့ကလေးတွေညတိုင်း၁၂နာရီလောက်အလုပ်လုပ်ရတာလို့ကျွန်တော်မထင်ဘူးလို့ပြောလိုက်တဲ့အခါမှာဂျူဒီဂရီဒီညီမတွေဟာကျွန်တော်ကိုပုဂ္ဂိုလ်ရေးရရန်ထောင်ကြပါတယ်။အလုပ်ကြိုးကြိုးစားစားလုပ်ပြီးရိုးရိုးသားသားနေထိုင်မှလည်းမရှိတာလည်းတွေ့ဘူးသည်။ ဒါကိုတော့ချက်ကတော့သူတို့စီမှာမဝရေစာစားရတာတွေနေရမရှိတာတွေဟာတိုင်းပြည်ပွားကိန်းကြုံနေတဲ့ကာလတွေမှာတောင်ရှိနေတော့ကြောက်ပြအောင်ဘယ်တော့မှလုပ်မရမယ်ဆင်းရဲခြင်းရဲ့နာရာရှိချီနေပဲဖြစ်ပါတယ်ဟုပြောခဲ့ဘူးတာသတိရမိသေးသည်မိုးရင်ဒီကားကားအတွက်အိတ်ထဲမှာဆယ်ပြားစီတစီထုတ်လိုက်သည်လေးထောင်ဆယ်ပြားစီကိုမမြင်ဘူးတော့သူတို့ငေးရွေးကြည့်နေမိသည်ကပိုင်းနိုင်ခံရသောငွေ90ဘူးပြား9000ဟုစိတ်တွက်တွက်မိပြီးရင်ထဲ၌ဝေဒနာပြင်းပြခံစားရမိသေးသည် ခေရောငွေ90ဆိုတာစစောနဲ့ဟိုတယ်သွားပြီးခမင်းတနက်စားတာမရှိပါဘူးဟုတွေးမိပြန်တော့လေအတုံးလေသလားအရှလေနေဘလောက်ကောင်းပြီလဲဟုတန်းတပွဲစိတ်ကူအိမ်မကူမမီလေးသည်အဘိနာဆင်ပြေးကြတဲ့အတွက်ကျေးဇူးထူပဲတင်ရှိပါရရှင် အပိုင်းရှိကိုလည်းဆက်လက်ဆောင်ညနာဆင်ပြေးပါအောင်နော်